အတိတ်ကချင်းနဲ့လည်းပြန်လဲကျူဆူလိုက်ပါတယ်ဆိုတော့တိုက်ပွဲတဲ့အချိန်မပြတ်ဒီပြင်းနေတဲ့မြန်မာနိုင်ငံကစစ်ပွဲတွေထဲမှာဆိုလို့ရှိရင်ရခိုင်စစ်မျက်နှာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်စစ်ကောင်စီကရခိုင်စစ်မျက်နှာမှာစစ်ကူတွေကိုဒီတပ်သားတွေရာနဲ့ရှီပြီးတော့မှတောက်လျှောက်ပို့နေရတယ်လို့ကျွန်တော်မြင်ပြင်တည်ရင်မြေတရားသိရပါတယ်လက်ရှိဒီရခိုင်စစ်မျက်နှာမှာဆိုလို့ရှိရင်အာရခတ်တော်အေအေကဒီပူးပေါင်းတပ်တွေနဲ့ဒီ AOD တိုင်းငတိုင်းချောင်းဘက်ကိုထိုးပေါက်နေပါတယ်ဆိုတော့နောက်ပြီးတော့ဒီမကွေးတိုင်းပေါ့မကွေးတိုင်းဒီအမ်ပဒန်း ဘက်ကလည်းဒါအဲ့ဒီမှာရှိတဲ့ဒီ shit cost test scan တွေကိုတောက်လျှောက်လို့ AI ကပူးပေါင်းလုပ်နေတဲ့တိုက်ခိုက်နေပါတယ်ဆိုတော့လက်ရှိမှာလည်းဒီ၆ပြူတိုက်ပွဲမှာအရခတ်တော့ AI ကဒီအသာစီးရနေပြီးတော့မှဒီ shit cost ကဒီကြီးရင်နဲ့ပူးပေါင်းခုခံနေတယ်ဆိုတာကိုကျွန်တော်သိရပါတယ်ဆိုတော့၆ပြူတိုက်ပွဲနဲ့ပတ်သက်လို့တော့ဒီ shit cost lobby channel တွေကတော့သူတို့အသာစီးရနေတဲ့ပုံစံမျိုးတွေခေါ်တာဖြတ်နေကြပါတယ်ဒါပေမဲ့လက်ရှိဒီ data တွေတည်ရင်းရင်းမြစ်တွေအရဆိုရင် ဒီစစ်ကောင်စီဘက်ကဒီတောက်ဖြူတိုက်ပွဲမှာဒီအတော်လေးကိုအဆူဆူဝါဝါကြာနေတာကိုသိရပါတယ်အဆူဆူဝါတော့ဒီတောက်ဖြူတိုက်ပွဲမှာဒီစစ်ကောင်စီဘက်ကဒီရှစ်တန်းကုကင်နေတဲ့ခေါင်းဆောင်တွေကိုဒီအေကရှင်းလင်းနိုင်တဲ့တည်င်းပဲဖြစ်ပါတယ်ဆိုတော့ဘုံမူအစင်ပါမယ်နောက်ပြီးဒီဒုဘုံမူကြီးအစင်ပါမယ်တည်ရင်မူအစင်ပေါ်နောက်ပြီးဗျူဟာမူအစင်ဘုံမူကြီးတွေအဲ့ဒီအထီးကိုအေကရှင်းလင်းတာတွေကိုမြင်လာရပါတယ်ဆိုတော့မေလ29ရက်နေ့ကဒီကြောက်ဖြူ အမှတ်32ရေးတက်ရင်ဒီကကင်းစကန်တစ်ခုဖြစ်တယ်ဒီနတ်ဖဲတော်စကန်တိုင်းတိုက်ပွဲမှာဒီတမတစ်တစ်နီးပြွာမှုဘုံမှုကြီးဒီတော်မျိုးအောင်နဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကြက်ဆုံသွားတဲ့ဆိုတာကိုအာတည်င်းဌာနတွေကဒီဓာတ်ပုံတွေတကွာအာတည်င်းဖော်ပြလာတယ်ကျွန်တော်တို့တွေ့လာရပါတယ်ဆိုတော့တရုတ်ကျိုးစီးပွားရှိတယ်ဒီ၆ပြုံမျိုးမျိုးမကြအောင်ပေါ့ဒီစစ်ကောင်စီကအာကာကွယ်ပေးမယ်လို့သူကတရုတ်ကြီးကိုဂတိပေးထားတော့တဲ့ကြောင့်မို့လို့ဒီ အစီအားတွေကိုသူကစစ်ကူတွေကိုရတဲ့နီးနဲ့ဘလောက်ပဲပို့ရရအထက်ပို့နေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့ရခိုင်တပြည်လုံးကိုတိမ့်မဲ့ဒီအာရခတ်တက်တော် EE ရဲ့ထိုးစစ်ဟာဒီကြောက်ပြူမျိုးကိုဖြစ်ဖြစ်ချင်းအာသူကကြားထိုးတဲ့ပုံစံမျိုးတွေနဲ့တက်ပြီးတော့မှတိုက်နေပါတယ်ဆိုတော့ကြောက်ပြူမှာဒီအာရခတ်တက်ဒီကြောက်ပြူမှာဒီစစ်ကောင်စီတက်ရက်ဒီလက်နက်ကင်တက်တွေကိုသူနေရာချတာပုံစံကြီးမယ်ဆိုလို့ရှိရင်ဒီကြောက်ပြူရန်ကုန်ကားလမ်းပေါ့အဲ့ဒီကားလမ်းဘေးမှာရှိတဲ့ဒီဒုတန်းတောင် အမှတ်30နှစ်ရေစကန်းဟာဆိုလို့ရှိရင်ဒီကြောက်ပြူမြို့လေးမှာရှိတယ်လို့ပြောလို့ရပါတယ်ဆိုတော့နောက်ပြီးတော့ဒီစကကငါလက်အောက်ခံတက်တွေဖြစ်တယ်ဒီခမရဒီငါလက်နှစ်ဆိုလို့ရှိရင်လည်းဒါကြောက်တလုံးဖျားအနာမှာခြိဆိုင်ထားတယ်ပေါ့နောက်ပြီးဒီခမရဒီငါလက်3ဟာဆိုလို့ရှိရင်လည်းဒါဂုံးချွင်အနာမှာသူတို့အဲ့နာမှာအခြေဆိုင်ထားတယ်နောက်တော့ဒီခလာရ34တက်ရေဆိုလို့ရှိရင်လည်းဒါကြောက်ပြူထောင်အနီးနားမှာပဲဒါသူတို့အခြေပြုထားတယ်ပေါ့ ပုံမှန်အပြင်စစ်ကောင်စီရဲ့ဒီတပ်ဖွဲ့စည်းပုံကဒီအမျိုးတမျိုးကိုဒီတိုက်ခိုက်ရေးတပ်အသုံးရင်းနဲ့ဖွဲ့စည်းပြီးတော့မှဒီဒါတမျိုးတလီမှာဆိုလို့ရှိရင်တပ်ရင်းလင်းရင်တိရှိတတ်ပါတယ်ဆိုတော့ကျောက်မျိုးမှာဖွဲ့စည်းထားတဲ့တိုက်ခိုက်ရေးတပ်ရင်းသုံးရင်းစလုံးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါတပ်ရင်းတရင်နဲ့တရင်မင်းမွေးမှာရှိတယ်နောက်ပြီးတော့ဒီပင်လေကန်ယူတန်းနားမှာကန်ဆက်နားမှာသူတို့တိဆောက်ထားတယ်ပေါ့ဆိုတော့ဒီတပ်ရင်းသုံးရင်းနဲ့ဒီအဲ30နှစ်ရင်းတက်စကင်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်၄ရင်းလောက်တော့ရှိမှာပေါ့ ဒီ link စလုံးနဲ့ဒီတိုက်ခိုက်ရေးတက်တွေကိုသူတို့ဒီကြောက်ဖြူမှာဒီ scan ကြီးတွေတွေလောက်ပြီးဒါ cooking scan တွေပြန်ပြီးတော့มาဖွဲ့ထားတယ်ပေါ့ဆိုတော့ဒီရေးတက်ဖွဲ့စည်းပုံအရာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါမြင်သာထင်သာအရာပြောရမယ်ဆိုလို့ရှိရင်ဒီတညောက်ဒီရေးတက် scan ကိုအခြေပြုပြီးတော့มาဒီအုံချင်ရေးတက် scan တန်းဒီတောင်ဝကြီးရေးတက် scan ဆိုပြီးတော့มาသူတို့ဖွဲ့စည်းထားပါတယ်ဆိုတော့ကြောက်ဖြူမြို့ဟာတခြားမြို့တွေလိုကုန်းမြေမဟုတ်တဲ့အတွက်တော့ဒီ AA အနေနဲ့ဒီ လေးဘက်လေးတန်းကနေဝိုင်းဘက်ပိတ်ဆို့တိုက်ခိုက်ဖို့တော့ကျွန်တော်အားနည်းချက်အနည်းငယ်တော့ရှိပါတယ်ဆိုတော့မဲ့လို့ဤဟာဒီအောင်ဟောင်းဝင်စာအမြောက်တွင်နဲ့ဒီတန်ချက်ကရင်တွေပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဒီလက်နေကြီးအားပြုပြီးအဲဒီလက်နေကြီးအားပြုပြီးတော့မှငချင်းစီနဲ့ငချင်းပြန်ကြော်လို့ရတဲ့အနေအထားဖြစ်ပါတယ်ဒီလိုမြန်မာနိုင်ငံတွင်းကဒီစီးရင်နိုင်ငံရေးနဲ့ကမ္ဘာသတင်းတွေကိုဒါသုံးသက်ချက်ဆောင်းပါးတွေတင်ဆက်နေတဲ့ဒီကျွန်တော်ရဲ့ဒီ article channel ကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ဆိုတော့ကိုယ်အမြင်တွေပေါ်လာခဲ့လို့ရှိရင်လည်းမှတ်ချက်တွေပေးတော့ဖို့တောင်းဆိုပါတယ်အရခတ်တော်အေကဒီကြောက်ဖြူမြို့ကို2025နှစ်စာလောက်ကလေးကသူတို့အာဒါချင်းတဖြည်းဖြည်းချင်းကပ်ပြီးတိုက်ပွဲအချင်းကိုတဖြည်းဖြည်းချင်းမြင့်လာတာပေါ့တတိထားမိပါတယ်ဆိုတော့ရခိုင်တောင်ပိုင်းကတင်းကိုကြံ့နေတဲ့ဒီကြောက်ဖြူနဲ့မန်အောင်ကိုဒီတပြိုင်တည်းထိုးစစ်မစင်မင်းနဲ့ဒီကြောက်ဖြူကိုပဲဒါဦးစားပေးထိုးစစ်စင်တာတော့ကျွန်တော်တွေ့ရပါတယ်ဆိုတော့အရခတ်တော်အေကဒီ ကြောက်ဖြူမအီကားလန်းကိုပိတ်ဆို့ထားပြီးဒီရံပြဲတောင်ကုန်းနဲ့ခွားမြို့ကိုလည်းတင်ထပ်ပြီးဖြစ်တဲ့တော့ဒီစစ်ကောင်စီကသူတို့ဒီကုန်းလင်းချောင်းကနေစစ်ကူပို့မယ်ဆိုလို့ရှိရင်တော့ဒါဘလို့မှမဖြစ်နိုင်တော့ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဒီကြောက်ဖြူအတွက်ဒီစစ်ကူကိုဒီစစ်ကောင်စီကဒီအရာဝတီတိုင်းဒီတုံပြော်ကနေတဆင့်ဒီရေလန်းချောင်းကနေစစ်ကူပို့တဲ့အပြင်ကိုဒီစစ်စစ်တွေဘက်ကနေလည်းသူတို့စစ်ကူပို့တာလည်းရှိပါတယ်ဆိုတော့အေကဒီကြောက်ဖြူမြို့ကိုဒါတင်ပိုက်နိုင်ဖို့အတွက်လည်းသူတို့ ကြောက်ဖြူဒီမအီကားလန်းကနေတဆင်းဒီတစ်ပေါ်တော့လမ်းခွဲဒီနောက်ပြီးတော့ဒီလက်ခမော်ရောကြေးရောအထီကိုထိမ့်ချုပ်ထားတယ်အနောက်ပြီးတော့ဒီဖြည်းဖြည်းချင်းအဲ့ဒီကနေတဆင်းသူတို့ဖြည်းဖြည်းချင်းတိုက်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ပေါ်တော့လမ်းခွဲကနေတဆင်းဒီဒိုတက်တော်အမှတ်30နှစ်ရေစကန်ကိုတင်ပိုက်နိုင်ဖို့အတွက်ဒီထူးဆစ်စင်လာတဲ့အီအေကဒီမေလ9ရက်နေ့မှာစတင်လှုပ်ရှားခဲ့ပြီးတော့ဒီမေလ28ရက်နေ့မှာမင်းတက်တောင်နဲ့ဒီနှမ်းဖက်တောင်ကာကင်စကန်တွေကို ဒါအပီတိမ့်ပိုက်နိုင်ခဲ့ပါတယ်ဆိုတော့အဲ့ဒီမစ်တာတောင်နဲ့ဒီနေဘယ်တောင်ခန့်စစ်ကို A ကတိမ့်ပိုက်အပီးမှာဒီဇွန်လပထမအပတ်ကနေစလို့ဒီအမှတ်32ရေစကန်ဒီကာကင်းစကန်ဒီကိုရှိတဲ့ဒီတိုင်းဆက်ကရွာခန့်စစ်ကိုလည်းဆက်ပြီးတိုက်ခိုက်လာပါတယ်ဆိုတော့နောက်တဲ့ဒီမေလာအတွင်းမှာပဲပေါ့လေဒီတရုတ်စီမံကိန်းရှိရှိတဲ့ဒီရွှေတဘာဝအတံငွေထုတ်လုပ်တဲ့နေရာမှာခန့်စစ်ပြင်ထားတဲ့ဒီစစ်ကောင်စီစခန်းတွေကို A ကဆက်ပြီးတော့မှ အာဒါထုစစ်ဆင်ခဲ့ပါတယ်ဆိုတော့လက်ရှိ AA ကဒီလက်ခမော်ခြေရော့ကနေဒီမလကျွန်းကိုထတ်တူပြီးဒါတိုက်ခိုက်နေတဲ့အတွက်နှစ်ဖက်အပြန်အလှန်ဒါဆုတ်လိုက်တိုက်လိုက်နေဒါဖြစ်နေကြတယ်လို့ပြောလို့ရပါတယ်ဆိုတော့စစ်ကောင်စီဘက်ကအဓိကသုံးပြုတဲ့လက်နက်တွေကတော့ drone တွေဖြစ်ပါတယ်အာဒါဒီ drone တွေကို AA ဘက်ကလည်းဒါသူသုံးပါတယ်ဒီမလာကျွန်းဒီနားကတရုတ် OGD စက်ရုံနားမှာဒီတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်စစ်ကောင်စီဘက်ကအင်အားရာချီပြီးတော့မှစစ်ကူပို့ပွင့်နေရပါတယ်ဆိုတော့ဒါကြောင့်စစ်ကောင်စီဘက်ကဒီမလချွန်ခန့်စင်တဲ့ဒီပြိုက်စစ်ကခန့်စင်ကြရင်တော့ EA EA ကဒီအမှတ်30နဲ့နေရစ်တရင်စကန်ကိုဒါတက်သိမ်းနိုင်တဲ့အပြင်ကိုဒီတရုတ် UGD ဆက်ရုံကိုလည်းသူတို့ထိန်ချုပ်နိုင်တဲ့အဆင့်ကိုရောက်သွားပါမယ်ဆိုတော့အဓိကတော့ဒီမလချွန်ခန့်စင်တဲ့ဒီပြိုက်စစ်ကခန့်စစ်ကိုဆိုလိုချင်တာဖြစ်ပါတယ်ဒီခန့်စစ်ကြရင်တော့အဲ့ဒါဒီအားလုံးကိုပေးလိုက်ရပါမယ် တော့စစ်ကောင်စီဘက်ကဒီတရုတ်စီမံကိန်းရှိတဲ့နေရာကိုမကျဘူးအတွက်ဒီအကျင့်နေခုခံနေရပြီဒီမီလနဲ့ဆွန်လအထဲမှာပဲစင်အားကိုထောင်ကနေနီးပါးလောက်ထိသူတို့ဒီကြောက်ဖြူတက်ပွင့်မှာဒါအသုံးပြုတော်တယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီကြောက်ဖြူတက်ပွင့်မှာလည်းဒါအပြင်းထန်တဖြည်းဖြည်းနဲ့ပြင်းလာတဲ့အတွက်ကြောင့်မလို့စစ်ကောင်စီဘက်ကလည်းအကြဆုံးများတယ်ဒီကြားထဲမှာစစ်ကောင်စီကအဲ့ဒီအတွက်အစားထိုးပေးနေရတဲ့သဘောဖြစ်ပါတယ်စင်အားတွေကိုဒါရတဲ့နီးနေကိုသူတို့ပို့နေတာပါ ဆိုတော့လက်ရှိချောက်ပြူမှာဒါစစ်ကောင်စီဘက်ကဒီအရာရှိထိပ်ပိုင်းခေါင်းဆောင်တွေဒါတယောက်ပြီးတယောက်ကြနေပြီးတော့မှဒီဒုပူမူကြီးအဆင့်တိလဲဒါစစ်သုံးဘက်အဖြစ်ဖမ်းဆီးခံထားရတယ်ပေါ့လေဆိုတော့နောက်ပြီးတော့ဒီချောက်ပြူမှာစစ်ကောင်စီတပ်ဖွဲ့ကဒီတက်ရုံအပအဝင်ပေါ့ဒီလက်နက်ချအဖမ်းခံတာတွေအလန်းဝင်လာတာတွေလဲဒါကျွန်တော်တို့တွေ့ရတွေ့လာရတယ်ပေါ့ဆိုတော့ဒီနောက်ပြီးတော့ဒီချောက်ပြူမှာစစ်ကောင်စီတက်ကဒီတက်ရုံအပအဝင် လက်နက်ချအဖမ်းခံတာတွေရှိပြီးတော့မှဒီတက်သူတို့ဖျို့ဖျဲထွက်ပြေးနေကြတယ်လို့ဒေတာတွင်သတင်းတွေကနေကျွန်တော်သိသိရပါတယ်ဆိုတော့အီဘက်ကလည်းစစ်ကောင်စီတက်ရက်ဒီထိပ်ပိုင်းခေါင်းဆောင်တွေကိုဒီစနိုက်ပါတွေနဲ့ဒီပစ်ကတ်ရှင်းနေနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီဘုံမှုချုပ်အဆင့်ကြီးတည်ဆုံးခဲ့တာတွေရှိပါတယ်ဆိုတော့နောက်ပြီးတော့ဒီစစ်ကောင်စီဘက်ကလက်နက်ချအလင်းဝင်လာတဲ့ဒီစစ်တုံးမင်းတွေထဲမှာဘာတွေပါလာလဲဆိုတော့ဒီအထင်အမှားအာဆူဆောင်းခံရတဲ့စစ်မှုထက်တန်တာတွေလည်းပါလာတယ်လို့ကျွန်တော်သိရတယ် ပဋိသတ်တွေတရင်ချက်လက်တွေစုစည်းချက်တွေအရာဒီကြောက်ဖြူဘက်ကိုဒီရှစ်ကောင်စီဘက်ကဒီဇွန်လအထိပေါ့လေတမ3ခုအထိကို6ခုပေးထားတယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့အဲ့ဒီတမတွေကတော့ဒီတမတတိယဒီတမနှစ်နေရတမကိုကိုပဲဖြစ်ပါတယ်ဆိုတော့တရားကိုကြိုးစည်းပွားရှိတဲ့ဒီကြောက်ဖြူကိုအဲစစ်ကောင်စီကဒီအချိတ်အနေခံစစ်ဆင်နေပေမဲ့လက်တွေ့မှာတဲ့ထိခိုက်ဆုံးရှုံးမှုတွေများနေတဲ့အတွက်ဒီကြောက်ဖြူကိုလက်လွယ်ရမယ့်အနေထားတော့ဖြစ်နေပါတယ် အဲ့ခါတည်းတော့အေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဒါဒီကြောက်ဖြူတိုက်ပွဲမှာဒီတရုတ်ဖိအားရှိနေတယ်ဆိုပြီးတော့မှလည်းဒါတချို့နိုင်ငံရေးလစ်လာတုံးသွက်သူတွေကတော့ဒါပြောဆိုနေကြတာတွေလည်းရှိပါတယ်ဆိုရင်ခိုင်ရှင်းမြတ်နာမှာဒီအဲ့ခါတည်းတော့အေကဒီကြောက်ဖြူကိုထိုးစစ်စင်နေတယ်လို့အီယာဝတီတိုင်းနဲ့မကွေးတိုင်းဒီဘက်ကလည်းဒါပူပေါင်းတက်တွေနဲ့ထိုးစစ်စင်နေပါတယ်ဆိုတော့အေကဒီခေါမြုတ်သိမ်းတိုက်ပွဲပြီးတဲ့နောက်မှာဒီအီယာဝတီတိုင်းကိုဆက်ပြီးတော့မှအာထိုးစစ်စင်လာတယ် အဲ့ဒီ AR တိုင်းမှာဒီရေကြီးငတိုက်ချောင်းအဲ့ဒီဘက်တွေကိုလည်းတိုက်ပွဲတွေရှိနေပါတယ်ဆိုငတိုက်ချောင်းဘက်မှာရှိတဲ့ဒီစစ်ကောက်စီလက်အောက်ခံအမြောက်တပ်ဒီ3လလေးတက်ကို AR ကပူးပေါင်းတက်တွေနဲ့ဒီတက်ခတ်နေတဲ့အတွက်စစ်ကောက်စီဘက်ကအကြများပြီးတော့ထွက်ပြေးနေတယ်လို့လည်းဒီ AR ဘက်မှာရှိတဲ့တည်င်းဌာနတွေရဲ့ဖော်ပြချက်တွေကကျွန်တော်တို့သိရတယ်ဆိုတော့အာခတ်တက်တော့ AR ကဒီခွန်မြို့ကိုတင်ပတ်ပြီးတဲ့နောက်မှာဒီပင်လေကန်ရိုဒန်တစ်ချောက်ကဒီမကြီးစင်နဲ့ဒီရွှေတောင်ရဲ့ဘက်ကိုထိုးစစ်စင်တက်ခတ်ခဲ့တာတွေလည်းရှိပါတယ် ဒါပေမဲ့ခုလက်ရှိမှာတော့အဲ့ဒီမကြီးစင်တဲ့ရွှေတောင်ရဲ့ဖက်ကိုဒါတိုက်ပွဲတွေကညင်တလောက်ဖြစ်နေပါတယ်ဆိုတော့လက်ရှိအနေဒါအရာရွှေတောင်ရဲ့ဖက်ကိုစစ်ဦးမလဲပဲနဲ့ဒီငတိုက်ချောင်းရည်ကြည်ဖက်ကိုစစ်ဦးလှစ်သွားတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ရခိုင်စစ်မြေနာမှာစစ်ရေးရှုံးနေနေတဲ့စစ်ကောင်စီတပ်ဟာအရာဝတီတိုင်းမှာရှိတဲ့ဒီရည်ကြည်ဖက်ကတိုက်ရင်တွေနဲ့ကျုံပြော့ဖက်ကတိုက်ရင်တွေကိုကွာစစ်မြေနာတုံးကလည်းဒါစစ်ကူပေးရတဲ့အတွက်ဒီစစ်မဖြစ်ပင်းနဲ့အာ အထိနာသွားတဲ့အဲ့ဒီမြို့မြို့ဖြစ်ပါတယ်ဆိုတော့လက်ရှိဒေတာတွေသတင်းဖော်ပြချက်တွေအရာအရခတဲ့တော့အေနဲ့ပူပေါင်းတက်တယ်ဒီငတိုက်ချောင်းကိုထိုးစစ်ဆင်နေချိန်မှာဒီရေချီနဲ့ဒီကျုံပြော်ဖက်ကရှစ်ကောင်စီတက်ရင်တည်းဟာတွေးပြက်ပြီးဒါတက်တွင်ဖျို့ဖျေးဖြစ်နေတယ်လို့လည်းကြားသိရပါတယ်ဆိုတော့နောက်တော့ဒီမကွေးဘက်ကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီမကွေးရဲ့ဒီအန်ပဒန်းလန်ကအခြေအနေပေါ့ဒီအဲ့အဲ့ဒီမှာဒီဘယ်လိုပြောမလဲဆိုရင် ဒီအနောက်ပိုင်းစစ်ဌာနချုပ်ဒီနတ်ပခတ်ကိုအေကဒီပူပေါင်းတွေ့တယ်နဲ့တိမ့်ပိုက်ပြီးတဲ့နောက်ပေါ့လေအေရဲ့ထိုးစစ်ကတာသူတို့ရစ်တန်းသွားတာမျိုးမရှိဘူးဒါမခွေးတိုင်းတွေကိုဆက်ပြီးတော့မှထိုးပေါက်တဲ့အနေဒါဖြစ်ပါတယ်ဆိုတော့အေတိမ့်ပိုက်တဲ့နေမြေတွေကိုဒါစီအရာချင်းချောက်မှုတွေမရှိစေဖို့အတွက်ဒီအထူးသဖြင့်တော့ဒီရခိုင်နေဆက်တွေဖြစ်တဲ့အရာဒီအဆက်နောက်ပြီးဒီပကိုးအဆက်နောက်ပြီးဒီမခွေးအဆက်တွေကိုမြေပြင်ထိုးစစ်တယ်ဒါမချင်းချောက်လာနိုင်အောင်လို့ဒီစီရေးစီမံချက်တွေကို အေကဥဆောင်ပြီးတားဆီးဖို့ကြိုးစားနေတယ်လို့ဒါတတိထားမိတယ်ပေါ့နော်ရခိုင်နဲ့ဒီအေယော်ဒီနေဆက်မှာဒီလက်ရှိတိုက်ပွဲတွေရှိနေတယ်လို့ဒီရခိုင်နဲ့ပဲခူးနေဆက်မှာလည်းတိုက်ပွဲတွေရှိခဲ့ပါတယ်ဒီရခိုင်နဲ့အဆက်ဒီအုံချစ်ပင်ပတ်မှာဆိုလို့ရှိရင်လည်းဒါအစောပိုင်းမှာတိုက်ပွဲတွေရှိခဲ့ပါတယ်ဆိုတော့လက်ရှိမှာတော့ဒီအုံချစ်ပင်ပတ်ကဒီတိုက်ပွဲတွေကတော့ညင်တလောက်မျိုးကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုဖြစ်နေတာကတော့ဒီ လက်ရှိရခိုင်မကွေးအဆက်ဒီရခိုင်ရိုးမပေါ်ပေါ်မှာဒီအေအေကဒီပူပေါင်းတက်တွေနဲ့ဒီစစ်ကောင်စီတက်တက်တွေကိုဒါတိုက်နေတဲ့အတွက်အဲ့ဒီမှာလည်းတိုက်ပွဲတွေပြင်းနေပါတယ်ဆိုတော့စစ်ကောင်စီဘက်ကလည်းအေအေနဲ့ပူပေါင်းတက်တွေမကွေးကိုမကြော်လာစေဖို့အတွက်ဒီထပ်ပြီးတော့မှခက်စစ်ဆင်နေတာလည်းရှိပါတယ်ဆိုတော့ဒီလဂျွန်လာပထမပတ်တွေမှာပဲအမ်ပဒန်လမ်းပေါ်ကစစ်ကောင်စီရဲ့ဒီအမ်ဒီ MPD တာဝါတိုင်းစခန်းကုန်းကို AA ကပူပေါင်းတပ်ဖွဲ့တွေနဲ့တင်ပိုက်ခဲ့တယ်လို့သိရပါတယ်။ဆိုတော့စစ်ကောင်စီကဒီစစ်ကိုပို့ပြီးတော့ ဒီ evidence land ကနေခုခံတဲ့အပြင်ကိုလေချောင်းကနေပါပစ်ကူပြီးခန့်စစ်ဆင့်ခဲ့ပေမဲ့လို့ empty tower တိုင်းဒီ scan ကုန်မှုတော့ A လက်ထဲဒါမထိန်းနိုင်ပေနဲ့ A လက်ထဲကိုပေးလိုက်ရတဲ့သဘောဖြစ်ပါတယ်ဆိုတော့မကွေးတိုင်းဒီ ambassador လမ်းမှာရှိတဲ့ဒီစစ်ကောင်စီတပ်စခန်းတွေမှာတပ်သားတွေကဒါအီရင်နဲ့ပူပေါင်းတွေ့တဲ့လာတိုက်မှာကိုကြောက်တဲ့အတွက်ဒီထပ်ပြေးတာတွေလည်းတော်တော်များများရှိနေတယ်လို့သိရပါတယ်ဆိုတော့စစ်ကောင်စီဘက်ကစစ်ရင်အားဖြစ်တည်နေတဲ့အခါစစ်ရဲ့အတွေ့အကြုံမှာရှိတဲ့ဒီ အရမရှိမှုတန်တက်သားတွေနဲ့ဖြစ်တင်းနေတယ်လို့လည်းကျွန်တော်သိရပါတယ်။ဆိုတော့ကြောက်ပြူတက်ဝင်းမှာလည်းတင်းအရမဒီရှုဆောင်ခံရတဲ့လူငယ်တွေဟာစစ်မတရရတဲ့အတွက်ဒီလက်နက်ချအလင်းဝတ်တာတွေရှိတယ်လို့ဒီမကွေးဘက်ကဒီရှိကောင်စီခံစစ်စခန်းတွေမှာလည်းဒီထပ်ပြေတာတွေနဲ့အမေးကြုံနေရတယ်လို့သိရပါတယ်။ဆိုတော့ပြီးခဲ့တဲ့ဒီဇွန်လ17ရက်နေ့ကအာရခတ်တော် A ရဲ့ဒီမဟာမိတ်ဖြစ်တဲ့ဒီ CDF အရှိုရှင်းကကွယ်ရေးတပ်ဖွဲ့ကဒီစစ်တုံးပဲ23ရက်ဖမ်းဆီးရမိတဲ့တဲ့ရင်ကိုထုတ်ပြန်ခဲ့ပါတယ်။ ဲ့ဒီချင်းတဲ့ဘက်ကဖမ်းဆီးရခဲ့တဲ့ဒီစစ်တုံးဘန်းတွေကအတမစုဆောင်ခံရတဲ့စစ်မှုထမ်းတက်သားတဲ့ဖြစ်ပြီးတော့မှဒီ Ambden လမ်းပေါ်မှာအခြေဆက်တဲ့နေရီကံပြူရကုန်းစခန်းကနေဒီထွက်ပြေးလာတဲ့တက်သားတွေဖြစ်တယ်လို့သိရပါတယ်ဆိုတော့အဲ့ဒီထွက်ပြေးလာတဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဒီဇွန်လ၈ရက်နေ့ကနေ12ရက်အထိပေါ့လေ9ရက်အတွင်းဖမ်းဆီးရမိတဲ့စစ်သားတွေစုပြီးတော့မှလည်းဒါသူတို့ထုတ်ပြန်ချက်မှာထပ်ဖော်ပြထားပါတယ်ဆိုတော့စစ်မှုထမ်း တပ်သားတွေနဲ့အသက်ဆက်နေရတဲ့စစ်ကောင်စီဟာအခုဆိုလို့ရှိရင်ဒါစစ်မှုထမ်းသူတို့လုပ်နေတဲ့စစ်မှုထမ်းအပတ်စဉ်က၁၄တိတော့ရှိပြီပေါ့နော်ဆိုတော့အဲ့ဒီကဒီသူတို့ရဲ့စစ်မှုထမ်းတင်တဲ့အပတ်စဉ်အသီးသီးကနေတင်တဲ့ရှင်းလာတဲ့ဒီစစ်မှုထမ်းတပ်သားတွေကိုအခုရခိုင်စစ်မျက်နှာတို့ကချင်စစ်မျက်နှာတို့ဒါစစ်မျက်နှာတွေအများကြီးကိုရှေ့တန်းကိုပို့နေပါတယ်ထူးခြားတဲ့တည်င်းလည်းရှိပါတယ်ဆိုတော့အဲ့ဒါကဒီတမကူကူတမမူဒီဘုံမှုချုပ်တိမောင်ကျော်နဲ့ဒီတမတုံတုံဘုံမှုချုပ် ကျော်ဆက်မြင့်တို့ကိုဒီအစစ်စေးခံနေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့တမတ်တုံးတမတ်မူကတော့ရခိုင်စစ်မျက်နှာနဲ့တော့ဒီဓာတ်ရိုက်ပတ်သက်မှုမရှိပေမဲ့ဒီဒီနေရာမှာတမတ်မူနှစ်ဦးကိုဒီစစ်ကောင်စီကပြန်ဖမ်းပြီးတော့မှစစ်ကြောရေးမှာဒါစစ်စေးနေတဲ့အတွက်ဒါကလည်းထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ရခိုင်စစ်မျက်နှာနဲ့ပတ်သက်ပြီးတော့ဒီတမတ်ကိုကိုဒီတမတ်မူဘုံမူချုပ်ဒီတင်မောက်ကျော်ဟာဒီအမ်ပတန်နံဝင်မှာရှိတဲ့စစ်ကောင်စီရဲ့သူတို့ဒီအထိုင်စခန်းတွေမှာကုတ်ကြရတဲ့အရာရှိတယောက်ဖြစ်ပါတယ် ီရပိုင်းအတွင်းဒီ MPD Tower တိုင်းစခန်းအသိခံရတဲ့နောက်ပြီးဒီနေရီခံဖြူအောင်စခန်းအဲ့ဒီစခန်းဒီအတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ဒီစစ်ကောင်စီတပ်သားတွေထွက်ပြေးတာတွေရှိတဲ့ဟာတွေကြောင့်ဒီတက်မကူကိုတက်မမူကိုဒါသူတို့ထိပ်ပိုင်းခေါင်းဆောင်တွေကပြန်ဖမ်းပြီးတော့မှစစ်ကြောရေးမှာစစ်ဆေးနေတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကြည့်မယ်ဒါတွေကိုကြည့်ခြင်းအပြင် ဒီစစ်ကောင်စီထက်ပိုင်းကောင်းဆုံးတွေကြားမှာလဲဒါတက်တွင်းဖြူဖျင်းဖြစ်နေပြီဒါရှစ်တဲမှာလဲသူတို့ကောင်းကောင်းဒါကုတ်ကွေးနိုင်ခြင်းမရှိတော့ဘူးကိုဒါတွေ့ရတာပေါ့လေဆိုတော့အထူးသဖြင့်ရခိုင်စစ်မျက်နှာမှာဒီစစ်စစ်ကောင်စီအတွက်ပေါ့လေဒါပစ်ဆက်မှုကြီးကြီးနဲ့ဒါအထိနာနေတဲ့စစ်ပွေကြီးလို့ပြောရမှာပါဆိုလက်ရှိဒီရခိုင်စစ်မျက်နှာမှာအရခတ်တော် EA ကဒီကြောက်ဖြူတိုက်ပွဲဒီ AOD ငါတိုက်ချောင်းတိုက်ပွဲနဲ့ဒီမခွေးအမ်ပဒဲလန်ကရခိုင်ယူမပေါ်ကတိုက်ပွဲတွေကတော့အပြင်းထန်ရှိနေတယ်ပေါ့လေ စစ်ကောင်စီကအရာဝတီငတိုက်ချောင်းတိုက်ဝင်တဲ့အမ်ပဒန်းတိုက်ပွဲအချိန်ကိုထိန်းထားနိုင်ပေမဲ့ဒီကြောက်ဖြူတိုက်ပွဲအချိန်ကိုတော့ထိန်းထားနိုင်ဖို့မရပါဘူးစစ်ကောင်စီရဲ့ကြည်တဲ့အင်အားပြုံးတိမှုများတဲ့ဒီရခိုင်စစ်မြေနာမှာဒီစစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်မတိုက်ချင်တော့ပဲဒါလက်နက်ချလင်းဝင်တာထွက်ပြေးတာတွေကြုံနေရတဲ့အတွက်ဒီစစ်အုပ်စုဘက်ကဒီမျက်ပြူဆိုင်နေရတဲ့အနေအထားဖြစ်ပါတယ်ဒီဘက်ကြောက်ဖြူတိုက်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်စစ်အုပ်စုကအမှတ်30နှစ်ရေစကန် ဘက်ကဒီပြိုင်းစစ်ခေခံတဲ့နောက်ပြီးဒီမလကျော်တရုတ် OGD စေယုံနာခံတဲ့နယ်ဒီဒညဝဒီရေတက်စကန်ရှိဒီအုံချွန်းရေတက်စကန်နဲ့မဒီချုံတောင်ဖက်မှာရှိတဲ့တောင်မော်ကြီးရေတက်စကန်မှာဒီခံတဲ့အဖြစ်အဆင့်အားဒီအများပြားနေသလိုပြန်ဖြစ်ထားတယ်လို့သိရတယ်အရခတ်တော်အေဘက်ကလည်းဒီချော့ဖြူတိုက်ပွဲကိုဒါမြို့သိမ်းနိုင်တဲ့အဆင့်ဒီဖြစ်ဖို့အတွက်အချိန်တစ်ခုတည်းတော့ယူရမှာဖြစ်ပါတယ်တဖက်မှာလည်းတရုတ်ဖိအားကိုလည်းထစ်တင်စဉ်းစားနေပုံလေအာဒါယူဆရတဲ့အနေအထားမှာရှိပါတယ်